မင်္ဂလာပါခင်ဗျဗီဒီယိုနက်ကက်ရှင် channel ကနေကြိုဆိုပါရခင်ဗျဒီတစ်ခေါက်မှာတော့ဝီရနက်ကက်ဗီဒီယိုနီးစနစ်တွေရတွက်ချက်ထားတဲ့လူတူးချင်းစီရဲ့ဇာတာတွေမှာရာသီဘာဝနဝင်းလို့ခေါ်တဲ့ဇာတာဝန်သူမျိုးတွေကမှနာဗန်ချလို့ခေါ်တဲ့နဝင်းဇာတာဒီနိုင်ချက်အကြောင်းကိုပိုသူရအနေနဲ့တင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာလူတူးချင်းစီရဲ့ဘဝရေးရာတွေနဲ့ပတ်သက်ပြီးဇာတာကွန်တွေရှာပြီးကြည့်ကြတာမှာမူလမွေးဇာတာကွန်ကိုတည်မီပြီး ရာသီစရာဖြစ်တဲ့ D1 နောက်ပိုင်းတွေခွဲပြီး D2 တည်တည်စသဖြင့်ခွဲခြားကြည့်ကြတာဖြစ်ပါတယ်။နဝင်းစာတာကတော့ဘွားကိုချူတော့အမျိုးမျိုးကပန်းချာစစ်ပြကြည့်နိုင်ဖို့အတွက်အထင်ရှားဆုံးလို့သတ်မှတ်ကြတာဖြစ်ပါတယ်ခင်ဗျာ။ရာသီစာတာ D1 ကကျပြန့်ပြီးမဲ့လေနဝင်းစာတာကရတဲ့နည်းနည်းတဲ့ထိုးထွေးသိမြင်နိုင်စွမ်းဒီသာမရရင်အဓိပ္ပာယ်ကောက်ယူမှုတွေကပြည့်စုံမှာမဟုတ်ပါဘူးခင်ဗျာ။လူတူးကြီးစီရဲ့ချူတွေရဖြစ်နိုင်တာတွေကို းနားလေဖို့နှဝင်းစားတာက မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်ခင်ဗျာလူတူရဲ့မမြင်နိုင်တဲ့တင်မျိုးနေတဲ့ကံကြမ္မာတွေရဲ့အာသာမှုအားနည်းမှုတွေကိုနှဝင်းစားတာကဖော်ထုတ်ပြီးတာကြောင့်နှဝင်းစားတာကို မစစ်စေးပဲလူတယောက်ရဲ့စားတာကိုတည်တည်ချာချာစီစီဆက်ဆက်ခွဲခြမ်းစစ်ပြဖော်ထုတ်ဖို့မဖြစ်နိုင်ဘူးလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာကျိုးအားရင်းနဲ့ပတ်သက်လို့ဆုံးဖြတ်တဲ့အခါယာစီစားတာတစ်ခုတည်းနဲ့ဆုံးဖြတ်ရင်အားအစင်မှန်ရဖို့မသေးကြပါဘူး နဝင်းစာရကအဲ့ဒီအားတွေကရေရှည်အတွက်ဘဝတစ်လျှောက်လုံးအတွက်အားရှိနိုင်တာဆိုတာကိုပါဆုံးဖြတ်ပေးနိုင်တာဖြစ်ပါတယ်ခင်ဗျာဥပမာအားဖြင့်ယာရီစာတာမှာအားကောင်းပြီမဲ့နဝင်းစာတာမှာအားနဲ့နေရင်သူ့ရဲ့အားရင်တွေကတိတိတသာရော်သွားတတ်တာဖြစ်ပါတယ်အလားတူပါပဲယာစီစာတာမှာအားနဲ့ပြီမဲ့နဝင်းစာတာမှာအားကောင်းခဲ့ရင်နဝင်းစာတာအားကောင်းမှုကနေရလက်ကောင်းတွေပြီးတတ်တာဖြစ်ပါတယ်တကယ်လို့စာတာနှစ်ခုလုံးမှာအားကောင်းခဲ့ရင်တော့ ူဆိုးမိုးတဲ့နေပေဒီမှာရလက်ကောင်းတွေဆက်တက်ရနေမှာဖြစ်ပါတယ်။ဒါကြောင့်မို့ရာသီဇာတာမှာတွေ့ရှိထားတဲ့အချက်တွေကိုတေချာသလားဆိုတာကိုနဝင်းဇာတာကို ကြည့်ပြီးသုံးသပ်ကြရတာဖြစ်ပါတယ်ခင်ဗျာ။အိမ်တော်ဘက်တွေပါတနာတွေပေါ့ဖို့ဆက်နွယ်မှုတွေနဲ့ပတ်သက်ရင်တော့နဝင်းဇာတာကအရေးကြီးဆုံးနဲ့အခြေခံအကြဆုံးဖြစ်ပါတယ်ခင်ဗျာ။အိမ်တော်ဘက်နဲ့ပတ်သက်တဲ့အဓိကကြတဲ့အချက်တွေဘလူးအိမ်တော်ဘက်မျိုးလဲ အိမ်တော်ရေးရှင်တွေစတာတွေကိုအသေးစိတ်ပုံစံမျိုးဖော်ထုတ်ကြတာဖြစ်ပါတယ်ခင်ဗျာဥပမာအဖြစ်နဝင်းစာတရဲ့ခုနှစ်တန်းအိမ်ဟာအိမ်တော်ရေးနဲ့လက်တွဲဖို့ကိုကိုးစားပြုတာဖြစ်ပါတယ်ခုနှစ်တန်းအိမ်ရှင်နဲ့ခုနှစ်တန်းမှာရှိတဲ့ယူတွေကအိမ်တော်ရေးရှင်တွေကိုပြပေးတာဖြစ်ပါတယ်ခုနှစ်တန်းအိမ်ကိုမြင်တဲ့အမြင်ရှင်တွေကအိမ်တော်ရေးကိုပြင်ပကလွန်ပိုးနိုင်မှုတွေတရော့နိုင်မှုတွေကိုညွှန်ပြပေးတာဖြစ်ပါတယ်ဇာတာပရိတောက်ကြတဲ့အိမ်ကယူတွေကတော့ ်ချစ်ချင်းမေတ္တာနဲ့သူ့ရဲ့အတိုင်းအတာအင်တော်ဘွတ်နဲ့ဆက်ဆက်ရေးပိုင်းတွေရဲ့အဓိကကြတဲ့နမိတ်ချိုတွေဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအချက်တွေကိုကြည့်ပြီးအင်တော်ကြီးတာယာမလားအင်တော်ကြီးနဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲလက်တွဲပေါ်တွေဖြစ်နိုင်မှုရှိမရှိကိုပေါ်ထုတ်ကြတာဖြစ်ပါတယ်နဝန်းစာတာမပါပဲအင်တော်ကြီးနဲ့ပတ်သက်ပြီးအတိအကျမခံမနိုင်ကြပါဘူးခင်ဗျာနဝန်းစာတာကပေါင်းသိဆက်ဆက်ရေးတွေ့တင်တာမကဘဲ လူဒူးစီရဲ့အတွင်းပိုင်းဆိုင်ရာအာရင်တွေ တင်ပြုတ်နေတဲ့ဗီဇအစွမ်းစာတွေစစ်တပ်ပိုင်းဆိုင်ရာစွမ်းရင်တွေကိုလည်းဖော်ပြတာဖြစ်ပါတယ်။ဥမာအဖြစ်နဝင်းစာတာရဲ့တတိကုန်းအိမ်တွေဖြစ်တဲ့တတန့်၅တန့်နဲ့၉တန့်အိမ်တွေက လူတယောက်ဟာသူ့ရဲ့ပင်ကိုဗီဇသဘာဝအရဘယ်နေပေဒီမှာထူးချွန်တယ်လဲဆိုတာကိုပြသတာဖြစ်ပါတယ်ခင်ဗျာ။ဥပမာတတက်အင်ကကိုကြီးကိုသူနဲ့စစ်ခုံအားတွေကိုပြသပါတယ်။ငါတက်အင်က သူ့ရဲ့တီတွင်ဖန်တီးနိုင်စွမ်းဒီ ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့ဘလူကျွင့်ကျင်တဲ့ရေရှင်းတွေရှိလဲဆိုတာကိုပြတာဖြစ်ပါတယ်။ငါးတန်းအိမ်မှာဂျူတလုံးတည်နေတဲ့ဆိုရင်အဲ့ဒီဂျူနဲ့ပတ်သက်တဲ့ဗီဇရေရှင်းတွေအကောင်းလာမှာဖြစ်ပါတယ်ခင်ဗျာ။ကုတန်းကတော့ဉာဏ်ပညာကံကြမ္မာနဲ့အစိမ့်ပညာတွေနဲ့ဆက်နွယ်နေတာဖြစ်ပြီးစေဘန်းဆိုင်နဲ့ပတ်သက်တဲ့သဘောတဘာဝနဲ့ရေရှိအောင်မြင်မှုတွေကိုပြသတာဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီအိမ်တွေမှာဂျူရီတီရှိရင်လူတူးချင်းစီရဲ့အရေးရှင်တွေကိုချင်းချင်းလင်းလင်းဖော်ထုတ်လို့ရပြီးဂျူရီမရှိရင်တော့ဖြစ်တန်စွမ်းတွေကိုအင်ရှင်ဂျူရဲ့တီရှိမှုနဲ့သုံးသပ်ကြတာဖြစ်ပါတယ်ခင်ဗျာနဝင်းစာတာကစိတ်ဝဉဉ်မိုင်းဆိုင်ရာဖြစ်စဉ်တွေနဲ့အတိတ်ကံတွေရဲ့လွန်မှုမှုတွေနဲ့ဆက်ဆက်နေတာဖြစ်ပါတယ်ခင်ဗျာရာသီစာတာမှာကောင်းမွန်ပြီးနဝင်းစာတာရလည်းကောင်းမွန်တဲ့ဂျူဖြစ်စဉ်ကသက်ဆိုင်ရာကဏ္ဍတွေမှာစိတ်ထားပြီးဝတ်တတ်တာကံကောင်းတာတွေကိုညွှန်ပြနေတာဖြစ်ပါတယ် တချို့ဂျူတွေဒီနေပုံရစိတ်ဝင်ဉင်းတဲ့ဘာသာရေးဆိုင်ရာတွေကိုကူကူသိမြင်အောင်အားထုတ်ရတဲ့ကိစ္စရက်တွေဒီဘဝမှာဆောင်ရွက်ရဖို့ရှိတဲ့အတိတ်ကံတွေတရားဓမ္မတွေအမှန်တရားနဲ့လူတက်မှုတွေမှာအားနေတာအကောင်းအနာတွေစသဖြင့်ပြတာဖြစ်ပါတယ်စိတ်ဝင်ဉင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအောင်မြင်မှုရနိုင်သလားအခက်အခဲတားဆီးတွေရှိသလားဆိုတာကိုညွန်ပြတာလည်းဖြစ်ပါတယ်ခင်ဗျာ လုပ်ငန်းကုန်ပိုင်းဆိုင်ရာမှာတော့ဒီတန်းချက်ကိုအချိန်ကကြီးကြတာဖြစ်ပေမဲ့အောင်မြင်မှုနဲ့ဘဝတည်ငြိမ်မှုအတွက်ကတော့နဝင်းစာတာဒီနိုင်ကလည်းအဆုံးဖြတ်ပြီးနိုင်တဲ့အချက်ဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ဥပမာအဖြစ်ရာသီစာတာကဆယ်တန်းအင်ဂျင်ဟာနဝင်းစာတာမှလည်းအားကောင်းနေရင်စာတာချင်းဟာအတမူဝန်းကြောင့်လုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီးအဆက်မပြတ်တူတက်မှုတွေရရှိနိုင်တာဖြစ်ပါတယ်။နဝင်းစာတာရဲ့ဆယ်တန်းမှာအကျိုးပေးတဲ့ဂျူတီနီမယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေအတိမပြုခံရတာတွေပုံပုံဖြစ်စေတာဖြစ်ပါတယ်။အဲ့ဒီလိုပါပဲအားနေတဲ့ဂျူအမြင်ညံ့နေတဲ့ဂျူတွေဆိုရင် လုပ်ငန်းပိုင်းအတက်ကျများတတ်တာ အခွင့်အရေးရှိရင်တော့ရုန်းကန်ကြိုးစားရတာတွေကို ပြသနေတာဖြစ်ပါတယ်။အဲ့ဒီအချက်တွေကိုလေ့လာသိကြည့်ထားရင်မိမိရဲ့အလုပ်ကရည်ရှိတည်တက်မှုတွေတည်ငြိမ်မှုတွေနဲ့ဘယ်လိုနယ်ပယ်မျိုးတွေမှာအောင်မြင်တယ်လဲဆိုတာကိုသိရှိနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ ဘယ်ရှင်အင်တော်ကြမလဲဘယ်ရှင်ကိုလူငန်းတွေမှာအောင်မြင်နိုင်မလဲဘယ်ရှင်မှာဘဝရဲ့အပြောင်းအလဲတွေဖြစ်မလဲကိုယ့်ရဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတွေကဘယ်ရှင်မှာနိုးထလာမလဲစတဲ့ဘဝရဲ့အရေးကြီးဖြစ်ရတွေဖြစ်မဲ့အခြေတွေကိုခံမဲ့တဲ့အခါမှာလေကိုးစားဂျူစီဂျူနင်းတွေဒါသာတွေနဲ့နဝင်းစာတာရဲ့ဆွတ်နေမှုကိုလေကြည်ပြီးနှက်ခက်ပြီးရင်ပညာရှင်တွေက တိကျတဲ့ကမ္မန့်ချက်တွေရအောင်အားထုတ်ကြတာဖြစ်ပါတယ်ခင်ဗျာ။ ဝိရဗီလင်ဆိုင်ရာတီးခြားတဲ့ကမန်းချက်တွေရဖို့ဆိုရင်တော့နဝင်းစာတာကအခြေခံဖြစ်ပါတယ်။နဝင်းစာတာမှာပါရှိပဲနက္ခတ်ဗီရင်ပညာရှင်တယောက်ကဂျူတွေရဲ့အားတွေပေါင်းသင်းဆက်တွယ်မှုပိုင်းတွေလူတယောက်ရဲ့ဗီဇရဲ့အာသတ်မှုတွေနဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတွေကို ဆုံးဖြတ်လို့ရနိုင်မှာမဟုတ်ပါဘူးခင်ဗျာ။နဝင်းစာရကယာတိစာရကကမန်းထားတာတွေကိုမှန်ကန်တာသိကြစီဖို့အတိပြုပေးတဲ့သဘောနဲ့ဆောင်ရွက်ပေးတာ အိမ်တော်ဘက်လက်တွဲပေါ်နဲ့ကံရဲ့လွမ်းမိုးမှုတွေအတွက်န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 က်ကြီးချူပေါ်ထုတ်နိုင်တာတင်ပြနေတဲ့အာသာချက်တွေဗီဇရေရှင်တွေအောင်မြင်မှုရနိုင်တဲ့နေပြည်တော်ကိုညွန်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာနက်ခတ်ဗီဒီပညာကို လီဒါစုဝန်စားသူတိုင်းအတွက်ကတော့နဝင်းစာတာက မရှိမဖြစ်လိုအပ်တာဖြစ်ပြီးစာတာချင်းတယောက်ရဲ့လျှော်လန်းရမယ့်ဘဝခီးနဲ့ကံကြမ္မာတွေအကြောင်းကို ဖော်ထုတ်ဖို့အလွန်ရေးပါတာဖြစ်ပါတယ်ခင်ဗျာ နားဆင်ပြီးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဗီဒီယိုပညာရဲ့နဲ့ပတ်သက်တဲ့ကောင်းလို့ရရာတွေကို ကျွန်တော်တို့ channel ကတင်ဆက်ပေးလျက်ရှိနေတာမို့ကြည့်ရှုလို့နေ့စဉ်သဘောကျရင် subscribe like comment and share များလုပ်ပေးစီခြင်းပါတယ်ခင်ဗျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျာ